မင်္ဂလာပါဒီဗီဒီယိုမှာတော့ key to happiness သင်ခန်းစာတွေဟာ key number 5ကိုရှင်းပြမှာဖြစ်ပါတယ်ဆိုတော့သင်ခန်းစာတွေကိုစလိုက်ရအောင် a better physical and mental health ကိုရစိတ်ပါ ကျမ်းမာပါစေ good hair ဆိုဒီမှာ hair h e a l t h hair ဒါက noun ပါ adjective ဖြစ်ရှင် wine ပေါင်းပါတယ် healthy ဆိုတော့ wine ပေါင်းတာလည်း healthy ဆိုရင်တော့ adjective ပါ good hair ကောင်းမွန်တဲ့ကျမ်းမာရေးရကောင်းမွန်တဲ့ကျမ်းမာရေးရလည်းပဲ also is vital အရေးပါပါတယ် for happiness ပျော်ရွှင်မှုအတွက်အရေးပါပါတယ်ကျမ်းမာရေးကောင်းခြင်းဟာပျော်ရွှင်မှုအတွက်အရေးပါတာဖြစ်ပါတယ် it is undeniable ကဲဒီမှာသိထားမယ့်စကားလုံးက undeniable အတိပ္ပယ်က undeniable ဆိုတာညင်းဆို၍မရတော့ဆိုတဲ့အတိပ္ပယ်ကိုရတယ် even ဆုံးနေတော့ဒါ adjective ပါ ဒီ adjective ကဘယ်ကနေဆင်းသက်လာလဲဆိုတော့ deny ဆိုတဲ့ verb ကနေဆင်းသက်လာတာပါ deny d e n y deny deny ဆိုတာညင်းဆိုသည်လို့အဓိပ္ပာယ်ရတယ်ကဲ deny ဆိုတဲ့ verb ကို adjective ဖြစ်ရှင်တော့ e ပဲပေါင်းလိုက်တယ် deny ပဲညင်းဆို၍ရတော့အဲ့တော့မှ opposite ဖြစ်ရှင်တော့ she ကနေ and ပေါင်းလိုက်မယ် and deny ပဲညင်းဆို၍မရတော့ it is undeniable ဒါကညင်းလို့မရဘူးညင်းဆိုလို့မရဘူး that ဆိုတာ healthy people ဒီမှာ healthy ရတဲ့ adjective ပါ healthy people ကျမကြီးကောင်းတဲ့လူတွေဟာ are happier ပို့ပြီးတော့ပျော်ရွှင်ကြတယ် than that those who are not ဒီမှာလည်းပဲ ရှေ့အစာပိုင်းလိုပဲဒီမှာ omit လုပ်ထားတယ်အပြည့်အစုံရေးမယ်ဆိုရင် who are not happy who are not happy မချမ်းမာတော့ those them those a to it ကျမ်းမာတော့သူတွေက are happier ပို့ပြီးတော့ပျော်ရွှင်ကြပါတယ် that ဆိုတာကို it is undeniable ညင်းဆိုလို့မရပါဘူးတဲ့ to achieve true happiness ျော်ရွှင်ခြင်းအစစ်ကိုလက်ခံရရှိဖို့အတွက်ပိုင်ဆိုင်နိုင်ဖို့အတွက် you must be fit မင်းဟာကျန်းမာနေရမယ်ဆိုတော့ဒီ mask ကအာဒါ necessary obligation ပါလုံးဝလိုအပ်ချက်ပါ must be fit f i d fit အင်ဂျီတီဗာ must be fit ကျန်းမာနေရမယ် both and it သုံးထားတယ် both physically and mentally add value သုံးထားတယ်။ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောနှစ်ခုစလုံးမှာ you must be feel မြန်ကျမ်းမာနေရမယ်။ Okay deathly ခံထားပါတယ်။ high အခြေဝကြောင်ရှင်းပါပါ။ a happy person ပျော်ရွှင်ကျမ်းမာတဲ့လူတစ်ယောက်က person now singular noun မှာဒါကြောင့် has ကိုသုံးနေပါတော့။ a happy person ပျော်ရွှင်ကျမ်းမာနေတဲ့သူတစ်ယောက်က ပျော်ရွှင်နေတဲ့လူတစ်ယောက်ကတဲ့ has ရှိပါတယ် better physical mental health ကောင်းမွန်တဲ့ကိုယ်ကျန်းမာရေးကောင်းမွန်တဲ့စိတ်ကျန်းမာရေးဒီကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ် it is widely known that it is widely known that ဒါကိုတည်ထားကြပြီဖြစ်ပါတယ်ဒါကိုတည်ထားကြပါတယ် that's wrong your mind and body မြင်ရစိတ်နဲ့ခန္ဓာကိုယ်ဟာ are closely connected တသားတည်းဖြစ်နေတယ်ဆက်စပ်မှုကြီးရှိတယ် depth around it is widely known တည်ထားကြပါတယ်ကဲသူဥပမာနဲ့ရှင်းပြမယ်ဒီမှာ if clone ရေးထားတယ် if you feel stress out မင်းအဖ ia တွေခံစားနေရမယ်ဆိုရင်မင်းအဖ ia တွေခံစားနေရမယ်ဆိုရင် you are likely to experience မင်းအတွေ့အကြုံခံစားရမယ်ဘာလဲဆိုတော့ fatigue more bending fatigue from more bending အင်းဒီတော့ muscle tension စက်သားတွေတင်းခဲနေတာတွေကို are likely to experience တွေ့ကြုံခံစားရမယ် similarly အလားတူစွာပဲ if you feel happy and can happy ပြောရှင်တော့ can comes ready ပြစိတ်အေးချမ်းတော့ဆိုတဲ့အဓိပ္ပာယ်ကိုရတယ် if you feel happy and can မင်းကပြောရှင်ပြီးတော့စိတ် အေဂျင့်နေမယ်ဆိုရင် you are likely to have မြင်ရရရှိမယ်။ဘာရရမလဲဆိုတော့ movement energy စိတ်ပိုင်းဆိုင်ရာခွန်အားတွေစိတ်ခွန်အားတွေအများကြီးရရှိမယ် and ပြီးတော့ more physical vitality vitality ဆိုတော့တက်ကြွမှုကိုပြောတာပါတက်တက်ကြွဖြစ်တာကိုပြောတာ more physical vitality ကိုယ်ကာယတက်ကြွမှုတွေအများကြီးကို you are likely to have မင်းဟာရရှိမှာဖြစ်တယ်။ကျတော့ဒီ key နံပါတ်5ကပျော်ရွှင်ခြင်းကိုရရှိဖို့အတွက်ရုပ်ပိုင်းရောစိတ်ပိုင်းရောကျမနေရမယ်။ကျမယူဂရုစိုက်ရမယ်လို့ပြောတာပါ။ဒီ video ရဲ့မှာမရှင်းလင်းတာများရှိခဲ့ပြီဆိုလို့ရှိရင် comment box မှာရေးခဲ့လို့ရပါတယ်။အခုတော့ဒီ video လေးကိုဒီမှာပဲနားလိုက်ပါမယ်။